မင်္ဂလာပါရှင်ခရနီပြည်နယ်အပောင်ဝဲနိုင်ငံအနှံ့ရက်တက်တပတ်အတွင်းမိုးရွာသုံးမဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနီပြည်နယ်အပောင်ဝဲနိုင်ငံအနှံ့မှာရက်တက်တပတ်အတွင်းမိုးရွာမှာဖြစ်တယ်လို့အမျိုးတိုင်းညရဲ့အဆိုအရ NUG လူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးအန္တရာယ်ဆန်ရစမန်ခန့်ခွဲရေးဝန်ကြီးဌာန MOHA တရားမကားထုတ်ပြန်ထားပါတယ်လာမယ့်အပတ်အတွင်းဘင်္ဂလားပင်လယ်အော်အချင်းတွေမှာ ကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်အော်တို့ကတင်အတင့်အတင်ကနေတင်ထူထပ်နိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်အော်တောင်ပိုင်းတို့မှာလေပြင်းအနယ်ရှုံဝန်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်နိုဝင်ဘာလ19ရက်နေ့ကနေနိုဝင်ဘာလ23ရက်နေ့အထိနေပြည်တော်မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ် ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ခရနီပြည်နယ်၊ကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထစ်ချုံရွာတုံးနိုင်တယ်လို့ဆိုထားပါတယ်။အဲ့ဒီလိုအချင်းခါမဟုတ်တဲ့အတွဲမိုးရွာတုံးတာကြောင့်စဘာရိတ်သိမ်းချင်းမှာအပြတ်မိုးနဲ့ကြုံတွေ့ရနိုင်တယ်လို့အတည်ပြုထားပါရှင်။